ဒီချင်းငန်းလုံရင်ပြင်းထန်စွာဒဏ်ရာရသွားလို့ဝန်းနေနေရတဲ့မိထက်လူမြမဘောလုံးချစ်သူပရိသတ်တွေစိတ်မကောင်းပြရတဲ့တဲ့ရင်တခုဒီနေ့မှထွက်ပေါ်လာပါရီအားလုံးရဲ့ချက်တော်မြမလေရွေစင်မြို့သမီးဘောလုံးသူရဲ့တိုက်စစ်မှုတွေမိထက်လူတရားအမေရိကန်မှာလေးချင်းငန်းပြုလို့ရင်အမျော်လင်းမယ်နဲ့ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့တာကြောင့်အရေးပေါ်စိတ်ယုံတင်လိုက်ရတဲ့ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရီဒီတဲ့ရင်ကြောင့်ပရိသတ်တရားလေသူမရဲ့ကျမ်းမာရေးခြင်းတွေအတွက်အရန်ကိုမှစိုးရင်ပူပန်နေကြပေအထူးသဖြင့်ဒဏ်ရာပြင်းထန်မှကိုစိတ်ပူနေကြတာဖြစ်ပါရီ မေတ္တလူဆိုရနဲ့ပရိသတ်တရဲ့ပါဇက်ပြားမှာဒူဒူလူချစ်စနိုးခေါ်ကြတဲ့ပြုံးလိုက်တိုင်းပချိုင်လေးနဲ့ချစ်စရာကောင်းပြီးဘောလုံးကွင်းထဲမှာတော့ပြန်ဘက်တွေကိုကြောက်ရွံ့မရှိထိုးပေါ်ကစားတတဲ့တိုက်စစ်မှုလေးကိုပြင်းပြင်းကြမှာပါ။သူမရဲ့ကြိုးစားမှုပြုံးချိုချိုလေးနဲ့ဖွေရတဲ့ပုံစံလေးတွေကြောင့်မြန်မာနိုင်ငံကဘောလုံးပရိသတ်တရဲ့အသေးကြော်တရားပြည့်နေရာယူထားနိုင်သူဖြစ်ပါရယ်။လူချစ်လူကင်းများပြီးတော့ဘေးသွားသောပရိသတ်တရားတဲတဲလို့အားပေးကြတာကလည်းမေတ္တလူရဲ့အောင်မြင်မှုတစ်ခုလို့ဆိုနိုင်ပါရယ်။ လက်ရှိမှာတော့မေတ္တလူဟာသူမရဲ့အာသာသမဘဝပြင်ပညာရေးအိမ်မက်အတွက်ပါအမေရိကန်နိုင်ငံလော့အိန်ဂျလိမြို့မှာကျောင်းတက်ရင်းနဲ့ကြိုးစားနေတာဖြစ်ပါတယ်။အမေရိကရဲ့ထိပ်တန်းတက်သူတွေကတခုဖြစ်တဲ့ UCLA University of California Los Angeles ထဲမှာပါဝင်ကစားရင်းပညာသင်ကြားနေတာကြောင့်မြန်မာပရိသတ်တွေနဲ့အနေငယ်ဆက်သွယ်ပြတ်တလို့ဖြစ်ခဲ့ပြီးတအားလုံးကသူမကိုယ်သွင်းနေကြတာပါ။အထူးသဖြင့်လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်စီးကိန်းပြိုင်ပွဲကြီးမှာမေတ္တလူတရားမြန်မာလေရွေးစင်အသေးနဲ့တူ ပြန်လည်ပူးပေါင်းပြီးတော့မြန်မာနိုင်ငံအတွက်ကုန်ဆောင်ပေးတော့မယ်လို့ပြည်သက်တွေကမျှော်လင့်တစည်းနဲ့ဆောင်စားနေကြတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့တိုက်စစ်ပိုင်းတွေအဓိကအားထားတဲ့ဇာသမာတယောက်ဖြစ်တာကြောင့်သူမပြန်လာခြင်းဟာအသင်းတွေခွန်အားတစ်တွေဖြစ်စေမှသိကြပါပဲ။ဒါပေမဲ့ခုတော့အိမ်မျှော်လင့်ချက်တွေပေါ်မှာအရေးမဲတစ်ခုတက်ရောက်လာခဲ့ပါပြီ။မီဒီယာလိုက UCLA အသင်းနဲ့တူပုံမှန်လေးကျင့်ဆင်းနေစင်းပါပဲ။အတော်တဆမှုဖြစ်ပြီးတော့လက်ကိုပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်အရေးပေါ်စိတ်ယုံတင်ပြီးတော့စိတ်ကူးသားမှုခံယူကြရပါရ။ ။ဆေးရုံပေါ်မှာကုသမှုခံနေရတဲ့သူမရဲ့ပုံရိပ်ကပရိသတ်တွေကိုပို့ပြီးတော့စိတ်မကောင်းဖြစ်စေခဲ့တယ်လို့သူမကိုယ်တိုင်လည်းရုပ်တရည်ကြုံတွေ့လိုက်ရတဲ့ကံကြမ္မာဆိုးကြောင့်ဝမ်းနည်းကြေကွဲနေရတယ်လို့သိရပါတယ်။ဒီတရားအခြေအနေကြောင့်လာမယ့်စီးကိန်းပြိုင်ပွဲမှာသူမအနေနဲ့မြန်မာအသင်းတွေပြန်လည်ကစားပေးနိုင်ဖို့အခြေအနေကမတိကျမရဖြစ်သွားကြရပါတယ်။နိုင်ငံတွဲအကောင်စိုးစူးစမ်းခြင်းနဲ့သူမရဲ့စိတ်ထဲနဲ့လက်ရှိကြုံတွေ့နေရတဲ့တရားရှင်တွေကြားမှာပြန်များနေရတဲ့အတွက်မိထက်လူတက်တော်ခက်ခဲတဲ့အခြေအနေကိုဖြစ်တန်းနေရတာဖြစ်ပါတယ်။ ပညာရေးရောအားစားမှာပါထူးချွန်ပြီးအလုံးတွေစံပြဖြစ်တဲ့မေတ္တလူတရားဒီလိုတရားပြဿနာနဲ့ကြုံတွေ့ရတာတကယ်ကိုမှဆင်မကောင်းစရာပါပဲ။ဒါပေမဲ့သူမရဲ့မလျှော်သောဆွေလုံလာနဲ့ကြိုးစားအထောက်အမှုတွေဟာဒီခက်ခဲကိုကျော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ပါရယ်။ပြိသက်တဲ့အလုံးကလည်းသူမအမြန်ဆုံးပြန်လေတက်တာလာပြီးဘလုံးခွင်းထဲမှာရင်ငါးထက်ပေါ်ပြီးတော့ပါတဲ့ခြေစွမ်းနေနဲ့ပြန်မြင်တွေ့ဖို့ဆူတောင်းပေးနေကြပါရယ်။အလုံးရဲ့ချက်တော့ဒူဒူတရားအမြန်ဆုံးကျမ်းပါပြီ။အိမ်မက်စီကိုအမြင်စွာဆက်လက်ချီတက်နိုင်ပါစေလို့ဆူတောင်းပေးလိုက်ရပါရယ်ရှင်။ အာဘိနာဆင်ခဲ့ကြရတဲ့လေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကို like and follow လုပ်ခဲ့ပေးဖို့တမေးကြပါနဲ့ဦးရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။